မင်္ဂလာပါတက္ကရိကောစီတာထဲရောမှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြပေးပါမယ်။မနက်ဖြန်မှာငွေကြေးကန်ချင်းတွေနဲ့ပတ်သက်ပြီးတော့အရင်ကြီးအကောင်းကြီးတော့မဟုတ်ဘောနော်။ဒါမဲ့လို့အရေရှည်နဲ့ပတ်သက်တဲ့ပေါ့နော်ကိစ္စမျိုးလေးတွေတော့စတင်ပြီးတော့ပေါ့နော်။အုံနောက်ထဲမှာကြံစီမိတာ၊တွေးတော်မိတာမျိုးလေးတွေရှိလိမ့်မယ်။ ။အရိကတော့မနှက်ဖြတ်မှာပေါ့နော်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လည်းကိုကရဖို့ထပ်စားလို့ရှိရင်ကိုကပေးရတဲ့အပိုင်းကပို့ပြီးတော့များလိမ့်မယ်နော်။ကိုကပေးရဖို့ပို့ပြီးတော့များတယ်ပေါ့နော်။အဲ့တော့ကိုပေးချင်တဲ့သူတွေရှိတယ်ဆိုရင်လည်းပေးဖြစ်လိမ့်မယ်။နော်ကိုအနေနဲ့လူကြီးမိဘတွေကိုကြော့ချင်တာထောက်ပံ့ချင်တာရှိရင်လည်းလှုပ်ဖြစ်လိမ့်မယ်။သို့မဟုတ်ဝန်ထမ်းတွေလောက်ငွေသားတွေအဲယူကမနမအငယ်တွေပေါ့နော် ကိုရဲ့လက်အောက်ဝါငယ်တဲ့သူတွေကို ထောက်ပံ့ပေးကမ်းကျွေးမွေးချင်တာဆိုရင်လည်းကျွေးမွေးဖြစ်လိမ့်မယ်အဲဒီလိုမျိုးကိစ္စလေးတွေကြောင့်လဲငွေကုန်တတ်တယ်။အာချို့တော့မိသားစုဝင်နေတဲ့ပတ်သက်ပြီးတော့အာဘယ်လိုပြောမလဲဆိုတော့တဖက်သက်အနစ်နာခံရတာပေါ့နော်။အဲ့လိုကိစ္စမျိုးလေးလည်းရှိနေမယ်။အာစိတ်ထဲမှာပြောမယ်ဆိုလို့ရှိရင်တော့ အရင်တော့ဗောနော်ဟိုထွက်တဲ့ငွေကြီးကငွေကြီးအဝင်ထက်အထွက်ကပို့ပြီးတော့များတယ်ထွက်တဲ့ငွေကြီးကလည်းဟိုတိတ်ပြီးတော့ပျော်ရွှင်ထွက်ရတာမျိုးမဟုတ်ဘူးလို့တော့တွေ့ထားရဆိုတော့စိတ်ထဲမှာပေါ့နော်ဥမာကိုတီဒီငွေကြေးနဲ့ပတ်သက်ပြီးတော့တစ်ခုခုလုပ်ဖို့ယူရထားတယ်လို့နော်အာအစုဖို့ဆောင်းဖို့တို့ကို့မှာပေါ့နော်တစ်ခုဝယ်စရာရှိတယ်အဲ့ဒီဟာကိုထုတ်ပေးလိုက်ရတာမျိုးဆိုတော့စိတ် မကြည်လင်ပဲနဲ့ပေါ့နော်ပြောမှဆိုတော့အနစ်နာမခံခြင်းပဲမဲ့အနစ်နာခံလိုက်ရတယ်ဆိုတော့ကိစ္စမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်ထင်တယ်နော်အဲ့လိုမျိုးလေးတွေတော့တွေ့ရတယ်အဲ့တော့စီးပွားနဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုမျိုးပဲပေါ့နော်နည်းနည်းလေးကိုကိုကိုရဲ့စီးပွားဖတ်တွေကပဲဖြစ်ဖြစ်ပေါ့နော်နည်းနည်းလူလဲကြတာမျိုးခေါင်းပုံဖြတ်ချင်တာမျိုးဒါမျိုးလေးတွေကြုံရနိုင်မယ်အဲ့တော့စီးပွားနဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်အရန်ကြီးတော့ပျော်ရွှင်ရတဲ့အနေအထားမျိုးပေါ့နော်နောက်တစ်ခါ အချို့ဝန်ထမ်းတွေလောက်ငယ်သားရှိရတဲ့သူတွေကိုကပေါ့နော်ဟိုဟာဖြစ်တယ်ဆိုရင်တော့ကိုကလုပ်ငန်းရှင်ဖြစ်တယ်ဆိုတော့နည်းနည်းလေးသတိထားဖို့လိုတယ်အဲ့လောက်ငယ်သားတော်လှန်တာမျိုးလေးရှိတတ်တယ်အဲ့တော့အချွေရန်ဆိုတဲ့အတိတ်ပြလဲချွေမရန်နာဆိုတော့သူတို့ကိုနည်းနည်းလေးချွေရမယ်ထင်တယ်နော်ချွေရမယ်ဆိုတာပေါ့နော်အဲ့လိုမျိုးပေါ့မော်ဘိုးတွေစုလက်တွေပါနေပါပေးမှကိုပေါ်မှာကြည်လိမ့်မယ်ရှေ့လျှောက်သူတို့နဲ့အလုပ်တွဲလုပ်ရတာအဆင်ပြေလိမ့်မယ်ပုံစံမျိုးတော့ရှိလိမ့်မယ်နော် ကဲကိုကဝင်တန်းဆိုရင်တော့ပလူမီလေးကြုံရတတ်လဲဆိုရင်ပေါ့နော်အထက်လူကြီးကအာညီလူမြတူပေါ့နော်ပေးရမယ်စာကိုကိုမပေးပဲတခြားလူပေါ်မှာပို့ပြီးရှိုးဖိတ်နေတာမျိုးရှိလိမ့်မယ်ဒါစင်တာက မနှက်ဖြံငွေကြေးကံဖြစ်ပါတယ်အလုံးမစီးပွားဆံများဒီလာတိုးတက်ကြပါစီ